ဒီနေ့မှာပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွဲကိုတီးနှစ်ကျမ်းမာရေးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီကမှာတော့ကျွဲကိုတီးရဲ့ကောင်းကျိုးလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်။ကျွဲကိုတီးကအေးမိတာနဲ့တုပ်ကွေးမဖြစ်အောင်ကာကွယ်ပေးတယ်။ဗီတာမင်စီကခန္ဓာကိုယ်ရဲ့ကိုကျူးကျော်ဝင်ရောက်လာတဲ့ဘက်တီးရီးယား၊ဗိုင်းရပ်စ်ပိုရီလိုပြင်ပရန်သူတွေကိုတွန်းလှန်ပေးနိုင်တဲ့ကိုခံအားဆက်စ်တွေကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်။ဒါကြောင့်အသက်ရှူစနစ်ဆိုင်ရာပြဿနာတွေမဖြစ်ရအောင်ကာကွယ်ပေးနိုင်တာပါ။ ပြီးတော့စီလန်းချောင်းပိုးဝင်မှုကိုတက်တာစေတယ်။ရေအများပြားတောက်တာနဲ့ cranberry ဖြော်ရည်တောက်တာတွေကစီလန်းချောင်းပိုးဝင်မှုကိုတွန်းလှန်နိုင်အောင်ကူညီတဲ့ထိရောက်တဲ့နည်းတွေပဲဖြစ်ပါတယ်။ဗီတာမင်စီအများပြားပါဝင်တဲ့ကြွယ်ကော်သီးဟာကိုယ်ဝန်ဆောင်ချိန်အတော်အတွင်းရောင်ရမ်းမှုကိုတွန်းလှန်နိုင်ပါတယ်။ဗီတာမင်စီကစီလန်းချောင်းမှာရှိတဲ့ bacteria ကြီးထွားပြန့်ပွားမှုကိုရောကြစေပြီးစီးတဲ့က acid ကုန်သတ္တိကိုမြင့်တက်စေပါတယ်။နောက်ပြီးတော့အနာကိုမြင်မြန်ချက်စေတဲ့ ခွဲစိတ်ကုသမှုခံယူထားတဲ့အခါဗီတာမင်စီမြမြပါဝင်တဲ့ကြွယ်ပေါ်သည့်နဲ့တခြားအချင်အရသာရှိတဲ့သတိဝလံတွေကိုစတင်ပါတယ်ဗီတာမင်စီဟာအရေပြားတည်ရင်စေတဲ့ကော်လာဂျင်ဖြစ်ပေါ်မှုမှာပါဝင်တဲ့ဖိဆိုင်အကူဖြစ်သလိုအရေပြားရဲ့ဆွဲဆန့်အားကိုကောင်းမွန်စေပြီးတော့အနာကျက်မြန်စေပါတယ်ပြီးတော့သွားနဲ့ကတွင်ကိုစမ်းပါစေတယ်တဖုံးမှာသွေးထွက်တာနဲ့သွားဆုံးရှုံတာကဗီတာမင်စီထိုးတဲ့လို့ဖြစ်ရတဲ့လက္ခဏာတည်းဖြစ်နိုင်ပါတယ်။ကော်လာဂျင်ကအရေးပြားဖြစ်ပေါ်ရေးအတွက်အရေးပါရုံသာမက သွားနဲ့တပုံတွင်ကျမ်းမာစေဖို့လည်းတိဆောက်ပေးပါရယ်။ပြီးတော့သွေးပြီအားကိုထိ ंछ ုပ်ပေးတဲ့ကျွဲကောသီးကိုစားသင့်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားလို့ပဲဖြစ်ပါရယ်။ပိုတက်ဆီယမ်ဟာသွေးတိုးကိုရောကြစေပါရယ်။ထောပတ်သီး၊နပြောသီးနဲ့မလကာသီးတို့ဟာပိုတက်ဆီယမ်ပေါင်းများစွာပါဝင်တဲ့သစ်သီးတစ်ချို့ပဲဖြစ်ပါရယ်။ပြီးတော့အရိုးပါရောဂါမဖြစ်အောင်ကာဝယ်ပေးရယ်။လေလာမှုအရအစားအသောက်ကနေပိုတက်ဆီယမ်များများရရင်အရိုးသိပ်သီးစာကိုကောင်းမွန်စေရလို့သိရပါတယ်။ပြီးတော့ခြေထောက်ကျွတ်တက်မှုမဖြစ်အောင်ကာဝယ်ပေးရ သင်ကမကြခဏ6လောက်ကျွတ်တက်တဲ့ဝေဒနာဖြစ်တယ်ဆိုရင်သင်ခန္ဓာကိုယ်ကပိုတက်ဆီယမ်ကိုပုံမလိုအပ်နေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ပိုတက်ဆီယမ်ဟာကျွတ်သားဆွဲဆက်မှုနဲ့ nerve တော်အချင်းချင်းဆက်သွယ်မှုမှာမရှိမဖြစ်အရေးပါနေပါတယ်။ဒါကတော့ကျွဲကောသီးနဲ့ကျန်းမာရေးဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။